ိညာကိုရှုတာကာမတုကလိကနိယောဂရတဲ့ပရမတ်ကိုရှုရှုတာအတ္တကိလမထာနိယောဂရတဲ့ကံကိုကြည်တာပြစီမပရိပရာတဲ့ကံကိုသိတာသမာဓိတိတဲ့အဲ့ဒီမေခွန်းလေးကိုအဲ့အဲ့ဒီမေခွန်းလေးကိုမေးထားပါတယ်အဲ့မေခွန်းကပညာကိုရှုတာကာမတုကလိကနိယောဂလမ်းတယ်နော် အဲကျွန်တော်တို့ကဗာလဲဆိုတော့ပညာဆိုတော့ကျွန်တော်တို့ကပညာနဲ့ပဲနေကြအဲ့ဒါအဲပညာပညာနဲ့ပညာကိုရှုနေတဲ့အလုပ်တွေကတော့သမရအလုပ်တွေပဲเนาะဒါကြောင့်မလို့အဲ့ဒါဘတ်ဘုံနေဘောင်သွားရလမ်းမဟုတ်ပါဘူးဒါမလို့အဲ့ဒါဥမာဆိုကြပါဆိုသမရအလုပ်တွေလို့ဆိုဝင်လေထွက်လေမှတ်လေပဲအဲနေဘန်ရောက်တဲ့လမ်းတော့မဟုတ်ဘူးသဘောတရားเนาะသမထရဲ့အထောက်ခံဖြစ်ပါတယ်နေဘန်ရဲ့အထောက်ခံဖြစ်ပါတယ်ဒါနသီလသမရဘာဝနာဆိုတာဝေသောလမ်းအနေနဲ့ရှိပါတယ်နောက်တော့ပရမတ်ကိုရှုရင် အတ္တကိလမဒံယောဂောလမ်းနဲ့ပရမတ်ကငခုရှိပါတယ်ပရမတ်ကပရမတ်တရားရဲ့ပရမတ်တသစ္စာရဲ့ဆိုပြီးတော့ငခုရှိတယ်အဲ့ဒီမှာဘုရားရှင်ကပြောတယ်ယောဓမ္မပတ္တိသောပရိစ္ဆသမုပ္ပန္နပတ္တိအကျဉ်သူသည်ဓမ္မကိုသိရင်အကျဉ်သူသည်တန်လျာကိုသိတယ်အကျဉ်သူသည်တန်လျာကိုသိရင်အကျဉ်သူသည်ဓမ္မကိုသိတယ်အဲ့တော့ဓမ္မကိုသိရဲဆိုတော့ဓမ္မကကျွန်တော်တို့သာသနာမှာဓမ္မကဟလာဒီကြွယ်ကြံစိတ်ပြပြီးကြည့်မယ်ဆိုရင်ငခုဖြစ်နေပါတယ် တခုကပါလဲတကယ်ဖြစ်ဖြစ်တဲ့ယုံနာရဲ့ပရမတ္တတရားတွေတခုကစွဲလန်းလို့ဖြစ်တဲ့အာယုံမှာဖြစ်ပေါ်နေတဲ့ယုံနာပရမတ္တတရားတွေနော်အဲ့လိုအခုဖြစ်နေပါတယ်အဲ့တော့ဘယ်ပရမတ်ကိုရှုရမှာလဲမျိုးစွဲလန်းလို့ဖြစ်တဲ့အာယုံဥပါဒဏ်ယုံနာတွေရဲ့ပရမတ္တတရားတွေကိုကြည့်မှသာလေသစ္စာသိပြီးတော့မဂ်ဝိနိဗ္ဗာန်ရနိုင်ဖြစ်ပါတယ်တကယ်ဖြစ်ဖြစ်တဲ့ယုံနာရဲ့ပရမတ္တတရားတွေရဲ့ပြည့်စုံကိုကြည့်မယ်ဆိုတော့မဂ်ဝိနိဗ္ဗာန်ကိုမရနိုင်ပါနဲ့ဟုတ်လား ပဲလို့မရနိုင်တဲ့တရားတွေဖြစ်ပါတယ်။ဒါမှလို့စာပေမှာလည်းပါပါတယ်။အာတပအဘာတပပဲလို့ရတဲ့ယုံ nant ပဲလို့မရတဲ့ယုံ nant ဆိုပြီးတော့နှစ်ခုရှိပါတယ်။အဲ့ဒါပဲလို့မရတဲ့ယုံ nant ကတကယ်ဖြစ်တဲ့ယုံ nant ကဘုရားလည်းပဲလို့မရဘူး၊ယန္တာလည်းပဲလို့မရဘူး။ဒါကြောင့်ကိုယ်သာနာ၍စိတ်မနာပါစေနဲ့။အဲ့တော့ကိုယ်နာဟုကြတော့ပဲလို့မရဘူး။ဒါတော့တကယ်ဖြစ်ပြတဲ့ယုံ nant ရဲ့ဟလာနာကျင်မှုတွေအဲ့ပရမတ္တတရားတွေကိုပဲလို့မရဘူး။ အာယုံမှာပေါ်နေတဲ့ဆွေးနွေးလို့ဖြစ်တဲ့ဥပါဏခန္ဓာရဲ့ပရမတ္ထတရားတွေကိုပဲကျွန်တော်တို့ကပယ်လို့ရပါတယ်။ဒါမလို့ပယ်လို့မရတဲ့ဟလာတကယ်ဖြစ်ဖြစ်တဲ့ယုံနာတွေကိုရှုမှတ်ပွားများနေကြတာများပါတယ်။အဲလိုဆိုခဏမစုံကိုပိုင်းခြားမသိတော့ပရမတ္ထတရားဆိုရင်စိတ်စေသိယုတ်တကယ်ဖြစ်ဖြစ်တဲ့စိတ်စေသိယုတ်တွေကိုပဲမှတ်ကြတာများပါတယ်။အဲလိုမှတ်မယ်ဆိုရင်တော့ပယ်လို့မရတဲ့ခန္ဓာကြီးကိုပယ်နေတာဖြစ်တဲ့အတွက်မပြီးဆုံးနိုင်ပဲစင်းရဲတာလည်းဖြစ်လာမယ်။ ဖြစ်တဲ့အတွက်ပရမတ်ကိုရှုတာအတ္တကိလမထာလို့ပြောတာတကယ်ဖြစ်ဖြစ်တဲ့ယုံနာနေလို့ထင်ပြီးတော့ရှုမှတ်နေမယ်ဆိုတော့နိဗ္ဗာန်မရနိုင်တဲ့ပြင်ပင်ပန်းဆင်းရဲမှုပြင်တာလေသုံးသပ်ပါလိမ့်မယ်လို့ဘုခုကဆရာသားကြီးကဆလိုရင်းဖြစ်ပါတယ်နောက်တစ်ခုကကံကိုကြည်တာမြစ္စည်းမပြိပရာလို့ပြောတယ်ကံကိုကြည်တာလို့ပြောတယ်ကံကသုံးခုရှိတယ်ကုသိုလ်ကံအကုသိုလ်ကံအပြကတာဆိုတဲ့ကံသုံးခုရှိပါတယ်အဲ့ဒီအရာတွေဟာအဲ့ဒါ အာယုံတွေလို့သိမယ်အဲ့ဒါတွေကပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးလို့သိမယ်အဲ့ဒါတွေကဖြည်းဖြည်းပြက်ပြီးတဲ့တရားတွေလောဘဒေါသမောဟဆိုရင်လည်းအာယုံမှာပေါ်တယ်ဖြည်းဖြည်းပြက်ပြီးတဲ့လောဘဒေါသမောဟတွေဟဲ့လားအလောဘအဒေါသအမောဟတွေပေါ်မှာဆိုလည်းဖြည်းဖြည်းပြက်ပြီးတဲ့စိတ်တွေလို့သိမယ်ဆိုရင်အဲ့ကံတွေဟာနိတ္တတနာဇီဝဒါဓမ္မနိတ္တတနာဇီဝကုသလဓမ္မကုသတရားဖြစ်ကြကုန်သောနိတ္တတနာဇီဝပုဂ္ဂိုလ်သတ္တဝါမဟုတ်ကုန်သော နာဇီဝအသက်လည်းမပါကုန်သောဟာလားဓမ္မသဘောတရားတို့သည်ရှိကြကုန်၏ဆိုဓမ္မဆိုတာနိတ္တတနာဇီဝပုဂ္ဂိုလ်တရမဟုတ်တာကိုဆိုလို့ရင်းဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဓမ္မတွေဟာအာယုံလို့သိမယ်ဆိုရင်တော့အဲအဲ့ကုသိုလ်အကုသိုလ်အပြာကတာဆိုတဲ့တရားအားလုံးကအာယုံတရားတွေအစဉ်မရှိတဲ့တရားတွေလို့သိကြမယ်ဆိုရင်အဲ့ဒါပေါ်ပြီးတော့ရင်းကျက်လို့စင်ကြဲတဲ့တရားတွေပါလို့သိနေကြမယ်ဆိုရင်အဲဒါဆိုတော့နိဗ္ဗာန်ကိုသွားနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ မြေကြီးမှာပြိရလမ်းကြောင်းဖြစ်ပါတယ်။အဲလိုကံကိုသိရသမာဓိရှိကံကိုဘလို့သိရမလဲကံကိုပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့သိပါ။အိုက်ကံကရှိတဲ့တရားမဟုတ်ဘူးအဖြစ်တရားလို့သိပါ။အိုက်ကံတွေကလည်းပဲပရမတ္ထ level မှာအိုက်ကံတရားအလုံးစင်ကြယ်လို့သိပါ။အဲ့လိုသိမယ်ဆိုလို့ရှိရင်ဟလာနိဗ္ဗာန်မဂ္ဂကိုရောက်နိုင်တဲ့အသိပညာဖြစ်ပါတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။အဲခုဆရာဘုရားကြီးရဲ့ဟောကြားတဲ့လင်္ကာကိုရှင်းလင်းပြတာဖြစ်ပါတယ်။အဲ့ဒီမှာဆရာဟော အတတိခီပြုတ်ဖို့ထိဆိုတာတစ်ခေါက်ကြားခွရဆရာတစ်ခေါက်များပြန်ပြောပြီးလို့ရလားဆရာရပါတယ်အတတိဒီနဲ့သက္ကာဒိဋ္ဌိနဲ့ဟာသူစီအောင်တော့ရှိပါတယ်ဟဟမမတော့သက္ကာဒိဋ္ဌိပြုတ်လဲအတတိဒီရပြုတ်လောက်နှီးပါတော့ဖြစ်ပါတယ်ဒါပေမဲ့အတတိဒီကအမှန်တမ်းနဲ့ဆိုင်ပါတယ်သက္ကာဒိဋ္ဌိဆိုတာကတော့အာယုံမှာအော်သက္ကာယဒိဋ္ဌိဆိုတာကသက္ကာဒိဋ္ဌိဆိုတာကအာယုံမှာပေါ်တဲ့ယုံနံတွေကိုဟဟ မရှိတာတွေအရှိထားပြီးတော့အရေးကိုအကောင်လောက်တာတက္ကရာတိတိဖြစ်ပါတယ်။ဥပါဏ္ဏခန္ဓာကိုသူငါလို့ထင်တာပေါ့နော်အဲ့ဒါတက္ကရာတိတိအမှန်တကယ်တော့အဲ့တက္ကရာတိတိပြုံးလဲအတ္တတိတိကတော့ပြုတ်ပါတယ်။အဲ့တတ္တတိဆိုတာကဘယ်ပေါ်မှာဖြစ်တာလဲဆိုတော့တကယ်ဖြစ်ဖြစ်တဲ့ခန္ဓာကိုငါလို့ယူတဲ့အယူပေါ့နော်။အဲ့ကျွန်တော်ကျွန်တော်တခါပြောဥပါတယ်။ဆရာမကြီးဒေါက်တာသက်စီရဲ့တပည့်အဲ့ဒါ အင်ဂျင်နီယာဘာပဲသူလဲမှတ်သားနေစစ်ကြည့်ဆိုတာဟုတ်လားအာမေးလဲဆိုတော့ဆရာရဲ့ဆရာဥပနိုင်ခန္ဓာတရားတွေကတော့အာယုံမဲတဲ့ပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုတာကျမရှင်းသွားပြီသိကြတယ်ဒါပေမဲ့သိတာကတော့ကျမလေးဟုတ်လားသိတဲ့စိတ်ကအဲသိတဲ့စိတ်အာရမိကပေါ့အဲသိတဲ့စိတ်ကတော့ဒါပုဂ္ဂိုလ်တ attva ပဲတဲ့ကျမသိကျမမသိလို့ဘသူလာသိပေးတာလဲတဲ့အဲ့တော့သိတာတော့ကျမပဲသူကပြောပါတယ်ပြောတဲ့အခါကျတော့အဲ့ဒါ ဲ့ဒါကိုကျွန်တော်တို့ရုပ်တရက်ဆိုတော့ရုပ်တရက်လူတိုင်းလူတိုင်းပေါ့တရားသမားတိုင်းအဲ့ဒီအတွေ့တွေရှိပါတယ်တိပယ်စိုက်ပွားလို့ပြောတယ်ဟာလာတိတာလည်းသူငါမဟုတ်ဘူးပယ်တာလည်းသူငါမဟုတ်ဘူးစိုက်တာလည်းသူငါမဟုတ်ဘူးပွားတာလည်းသူငါမဟုတ်ဘူးလို့ပြောတဲ့အခါကျတော့ဟာလာတိတာသူငါမဟုတ်ဘူးဆိုတာကျွန်တော်ဝိပဿနာဉာဏ်တော့စဉ်းစားပါတယ်ဒါပေမဲ့အပြည့်မထက်ပါဘူးအခုကြတော့မှသူပြောတာကိုကျွန်တော်တို့ဒီဘက်ကဉာဏ်နေမြင့်လာတဲ့ခဏနှစုံပိုင်းချလာနေတဲ့အခါကျတော့ဟောလာဒါတွေကိုရှင်းလို့ရပါတယ် သူကဥပါဒဏ်၄ပါးမှာအတ္တဝါရုပါဒဏ်ဆိုရှိပါတယ်အတ္တဝါရုပါဒဏ်ဆိုတာသူငါလို့ဆွဲတာပါပဲအဲသူငါလို့ဆွဲတဲ့အခါကျတော့အဲ့အတ္တဝါရုပါဒဏ်ကအာရမိကပါဆွဲတာကအာရမိကအစွဲခံရတဲ့တရားတွေအာယုံပါဟဲ့လားအဲ့ခုနတိရဲတိရဲစိတ်ကလေးကိုသူကအာယုံရောက်မှငါတိတာလို့ဆွဲလို့ရပါတယ်ဒါကြောင့်မလို့ဟဲ့လားအဲ့တိရဲစိတ်ကအာရမိကလို့ရေးပြီးရပြောလို့ရပါတယ်ဒါပေမဲ့ အတ္တဝါရုပါဒံဆိုရယ်ဥပါဒံ၄ပါးရဲ့အတ္တဝါရုပါဒံဆွဲဖို့အတွက်အဲအာရမဏိကတည်တဲ့စိတ်ကိုအာယုံရောက်မှသူကငါတည်တယ်လို့ဆွဲလို့ရတာဖြစ်ပါတယ်ဟုတ်ကဲ့အဲဒါကြောင့်မလို့ဘုရားရှင်ကတည်တာလည်းသူငါမဟုတ်ဘူးလို့ပြောပြောကြခဲ့တာဖြစ်ပါတယ်တောင်သစ္စာ၄ပါးဓမ္မနိတ္တတနာဇီဝပုဂ္ဂိုလ်တ္တဝါမဟုတ်တဲ့တရားမျိုးဖြစ်ကြပါနောက်တစ်ခုကအဲ့ဒါဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့ပြောကြတာအဲ့ဒါယူပါအတ္တတော်သမဏုပ္ပတ္တိဝေနာအတ္တတော်သမဏုပ္ပတ္တိဟဲ့လား ဝิญญနာအတ္တရောသမဏိပါတိဆိုပြီးတော့အဲ့ဒီအာယုံမှာပေါ်တဲ့စိတ်တွေကိုတကယ်စိတ်လို့ဆွဲရင်အဲ့ဒါဘာလဲဆိုအတ္တဒိဋ္ဌိပဲဖြစ်ပါလေအဲ့ဒါအခုကျွန်တော်တို့ဆရာကိုမြင်ရဆရာဦးမောင်ကြီးကိုမြင်ရပါတယ်လို့ဆွဲရင်အဲ့ဒါတကယ်ဆရာဦးမောင်ကြီးကိုမြင်ရတယ်လို့ဆွဲရင်အဲ့ဒါအတ္တဒိဋ္ဌိပဲအမြင်ရတာတခြားမြင်ရလားအာယုံအရေးမြင်တာမြင်အာယုံအရေးကိုမြင်ရဖြစ်ပါတယ်ဟုတ်တယ်နော်ဒါကြောင့်မလို့အဲ့မြင်ရတာအာယုံဝิญဉ် ဥပါဒံဝิญဉ်အဲ့ဒါကိုတကယ်ဝิญဉ်လို့ထင်ရင်လည်းအတ္တဒိဋ္ဌိဖြစ်တယ်အတူတူပဲတော့ဒါမှမဟုတ်အခုအတ္တဒိဋ္ဌိကဘယ်ချိန်ချက်မှဆွဲလို့ရတာတကယ်ဖြစ်ဖြစ်တဲ့ယုံနာတွေကိုဆွဲလို့မရပါဘူးဖြစ်ပြီးပြက်ပြီးတဲ့အာယုန်တရားတွေကိုပဲဆွဲလို့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့သိတာလည်းပဲသူငါမဟုတ်ပါဘူးလို့ရှင်းနေတာဖြစ်တယ်ဒါမှမဟုတ်တကယ်မြင်မာတဲ့အလားပြီးပြီးတဲ့ဉာဏ်တွေရောက်လာတဲ့အခါကျတော့အာယုန်တွေလည်းပုဂ္ဂိုလ်တရားမဟုတ်ဘူးအာရမိကလည်းပုဂ္ဂိုလ်တရားမဟုတ်ဘူးလို့ဒါကိုပြောကြတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့သူငါအနေနဲ့ရှာမယ်ဆိုရင်တော့ ဟာဒုက္ခလွတ်ရလမ်းကိုမမြင်ပါဘူးတိစ္ဆာလည်းမသိနိုင်ပါဘူးအောင်လို့ပုဂ္ဂိုလ်တရားအနေနဲ့ဒီစင်ရလွတ်မြောက်ဖို့အတွက်နောက်တိုင်းသဒ္ဒနာပညာရှင်တွေအများကြီးကတွေးခေါ်ကြရလာပါပဲအရှိတိုင်းကဘုရားမပွင့်ခင်ဒေဋ္ဌိတက္ကရုံးနေလဲဒီလိုပဲတွေးခေါ်ကြရလာပဲတကယ်တမ်းကျတော့ပုဂ္ဂိုလ်တရားဆိုတာမရှိပါဘူးဆိုတာဘာလို့ဆိုတာလဲလို့ပြီးတဲ့ဆိုတော့အာယုန်တွေကတော့ရှင်းပါတယ်ပုဂ္ဂိုလ်တရားမဟုတ်ဘူးဆိုတာအာရမိကတရားတွေလည်းပုဂ္ဂိုလ်တရားမဟုတ်ဘူး ဲ့ဒါနိဗ္ဗာန်ဝင်တဲ့ခါကျတော့ဒါလေးပါးခန္ဓာကြီးမပါတော့ဘူး။အာမနောဝိညာဉ်ကလောရတဏ္ဏဘုံဟာနမိတ်မရှိဘူး။အောင်သူ့ကိုဟလာဥပါဒဏ်ကလည်းချုပ်သွားပြီးဖြစ်တဲ့တည်းပဲသူ့ကိုပုဂ္ဂိုလ်တရားပါလို့ဆွဲเสียရလဲမရှိဘူး။အာမကုတ်ဆရာဖဲပြောတာပို့ပြီးတော့ရှင်းပါတယ်ခန္ဓာနှစုံရှိတယ်။ဒဇုံကအတ္တဒိဋ္ဌိဒဇုံဒိဋ္ဌိပြောရင်ဒဇုံကမက္ခန္ဓာဘုံကန္တာဖြစ်ပါလေ။လာကြရမှာကွာရှင်။ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာကောင်းနေဆရာဓာတုဓာတုဓာတုဆရာ။ဟုတ်ကဲ့ဆရာ။ နောက်တစ်ခါတော့ဆရာဟိုနိဗ္ဗာန်ကိုဆရာအနတ္တအแทမထည့်ထားတယ်ဆိုတာဆရာပြောတဲ့တစ်ခေါက်ကြားခုတာနားတော့နားလေတယ်ဆရာဒါမျိုးဆရာပြောတဲ့ဟိုအခါတိုင်းမှာမတူတဲ့အတွက်ကြောင့်ဒီပို့ပြီးပေါ့မြားဟောပေါက်နိုင်လားဆရာပြီမှာကဟာလာတာကြီးနှလုံးစင်းနဲ့အနတ္တတခုရှိတယ်။နောက်အနာဂိတဆိုရှိတယ်။နိဗ္ဗာန်ရဲ့အနတ္တကိုအနာဂိတနဲ့ဆရာပြီမှာဖွင့်ဆိုတဲ့အနတ္တဟာလာနာကအမရဏမသေးတဲ့နေရာနော် တကအသင်္ကရာစီရင်သူမရှိတဲ့နေရာအဲ့ဒါမှတောင်းအနာဂျီတနောက်အဲ့ဒါမသေးတဲ့နေရာရဲ့နောက်အမတပေါ့နော်အကအမတဒီနေ့ကျွန်တော်ဩနာဒီလုတ်ခင်းတာကိုအနတ္တလို့သိပေပါလားပြောဆိုတာဖြစ်ပါတယ်စီရင်သူမရှိတာဩနာဒီမရှိတာစင်ရဲမရှိတာဟုအနာဂျီတနဲ့အကအမတနာကအမရဏတကအသင်္ကရာဆိုပြီးတော့အနတ္တလို့လည်းဖွင့်ဆိုတယ်ကျွန်တော်တို့ တာနှလုံးသွင်းတဲ့အနတ္တကကြတော့ဟလာနတ္တလက္ခဏာ၅ချက်နဲ့ဖွင့်ဆိုတယ်အဲ့ဒီထဲမှာသဘာဝအနတ္တကနှစ်ခုရှိပါတယ်အာယုံရဲ့တုံညာနော်အဲ့ဒီအာယုံတွေကိုမရှိတာတွေအရှိထားမယ်ဆိုတော့ခလေရ၃ချက်ကထွက်လာသိစက်တဲ့တရားရဲ့အချင်းကြီးရဲ့အနစ်သာရမရှိတဲ့အနတ္တတွေဖက်လာပါတယ်တုံညာမြင်သွားမယ်ဆိုရင်တော့အဲ့ဒီအချင်းကြီးဖြစ်တာတွေရှိအောင်လားမရှိတော့ဘူးဆရာအဲမရှိတော့ဘူးသိစက်တဲ့တရားကိုရှိအောင်လားမရှိတော့ဘူးဆရာအဲသိစက်တရားတွေ အစ္စတဲ့နေစတဲ့တရားတွေမရှိတော့တဲ့အခါကျတော့ဥနာတိဖြစ်စေတဲ့တရားတွေမရှိတော့ဘူးမရှိတော့ခုနပြောတဲ့အနာဂိတဆိုတဲ့ဟလာသုံးချက်ထွက်လာပါတယ်ပြီးတော့နောက်တစ်ခုကအနတ္တတွေကသုံးချက်ပြောက်သွားရင်နှစ်ချက်ကြံနေခဲ့ပါတယ်ပရတောရဲ့သုံးညတော့ရဲ့ဟုတ်တယ်မလားအဲပရတောကလည်းနိဗ္ဗာန်ကလည်းပရတောပဲဖြစ်ပါတယ်နောက်သုံးညတော့ဆိုတာဒီဥပါဏကံဒုက္ခတွေအကုန်ဆုံးရာနိဗ္ဗာန်ဖြစ်ပါတယ်ဒါကြောင့်မလို့ဟလာအနတ္တကသဘာဝအနတ္တနှစ်ချက်ရှိပါတယ်အဝိဇ္ဇာနဲ့ပေါင်းရင်၅ချက်ဖြစ်လာပါ တဘာဝအနတ္တနှစ်ချက်ကတော့နိဗ္ဗာန်ရဲ့လက္ခဏာဖြစ်တယ်။အဝိဇ္ဇာတဏ္ဍာနဲ့ပေါင်းလို့၅ချက်ဖြစ်လာပြီဆိုတော့အဲ့ဒါကတော့ဥပနိခန္ဓာရဲ့အနတ္တလက္ခဏာဖြစ်ပါတယ်။အဲ့တော့နိဗ္ဗာန်ကိုအနာယိတလို့ပဲမှတ်လိုက်ပါအမတ္တရဲ့အမရဏရဲ့အသင်္ကတရဲ့နိဗ္ဗာန်ကိုအနတ္တလို့ပြောပါတယ်။အဲ့တော့ဆိုရမလားဟောကောင်းလိုက်တာဆရာတာတူတာတူတာတူဆရာဟုတ်ကဲ့ကျေးဇူးကျေးဇူးဆရာ